ြင်ပေါ့အမအမတို့ကလည်းဒီဟိုပေါ့ customer တွေကိုအမြဲတမ်းဦးစားပေးရပါတော့လမ်းမှားရပါတယ် customer တွေဒီအမောက်တော့ပထမပဲပေါ့နော် customer နဲ့အမတို့နဲ့ရွေးရမယ်ဆိုရင်တော့ customer အောက်ပဲဂယူဆိုင်ပေးပါအလေးထားပေးပါပေါ့နော်အဲ့တော့အမတို့ကိုယ်တိုင်အောင်ဟို fashion တွေ customer အလေးထားတာဆိုတော့သိကြတယ်ဒီနောက်ကလိုက်တယ်ဝန်ထမ်းတွေတည်လဲထားမယ်ဆိုတော့ဟာကိုလည်းသိရပေါ့နော်နောက်တစ်ခုကဆိုလို့ရှိရင်လည်းစိတ်အီးရွေးသွေးပေါ့နော်တစ်နှစ်ကတစ်နှစ် တိုင်းမှာနှစ်တိုင်းမှာပို့ပြီးတော့မှပေါ့နော်ကောင်းမွန်ကောင်းမွန်တဲ့ quality ကိုပေးနိုင်ဖို့ customer တွေလက်ထဲကိုကောင်းမွန်တဲ့စိန်ရည်သွေးတွေကိုပေးနိုင်ဖို့အများနဲ့စ조사နေတယ်အများနဲ့ပညာရည်ဆိုလဲသင်ယူနေရပေါ့နော်ဒီ international ပွဲတွေဆိုလဲသွားရဲလေးလာရဲပေါ့နော်ဒါမျိုးလေးတွေနဲ့조사ပြီးတော့မှ customer လက်ထဲကိုနှစ်ပတ်ဆန်းသက်တဲ့ design လက်ရည်တွေကိုရအောင်ထည့်ပေးနေပါတယ်အရန်ဟိုမင်္ဂလာရှိပါတယ်ဗျဘာလို့လဲဆိုတော့စိန်နေပစ္စည်းတွေအကုန်လုံးကလည်းဒီဟိုအရန်ဟို တည်ရတာဟိုအလုံးနဲ့လိုက်ဖက်တယ်လို့ခံစားရတယ်ပြီးတော့စိန်တွေကလည်းတကယ်ကိုအေးသွေးကောင်းမွန်တဲ့စိန်တွေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မင်္ဂလာရှိပါတယ်ဒီဆိုင်မှတ်တော့မော်နော် ဖွင့်ပွဲကြီးရတာတကယ်ကိုဟိုကွယ်အရန်ကိုပျော်ရွှင်ရပါတယ်ဘာပြောပေါ့နော်ကိုယ့်ရဲ့အောင်မြင်မှုမှတ်တိုင်လေးပေါ့နော်ဟိုဆိုင်ပွဲဆိုင်အမှတ်တက်ကနေနှစ်နှစ်ကနေမှ၃ပေါ့နော်ဆိုင်မှတ်နဲ့ဆိုရင်လည်းရင်ကုန်မှာဖွင့်ခဲ့တယ်အဲတော့ကလည်းစီကားတိုက်မြတ်စွာကျင်းပခဲ့တယ်ဆိုင်ထဲမှာရောဒါအပြစ်မှာရောပေါ့နော် ဘဝကွယ်အားပေးကြတာကျေးဇူးများကြီးတင်ပါတယ်။ဘာပြောနေပူရဲမှာဟောပေါ့နော်။ပြောမှာအားပေးကြတဲ့သူကြီးဝင်ရနေဝင်ရကြတဲ့သူကြီးနောက်ပြောပေါ့နော်ဒီဟိုကိုရီရဲ့ပွဲဥဆိုလို့ရှိရင်အမြဲတမ်းပေါ့နော်။နာရောက်ပေးကြတဲ့ customer တွေပေါ့အရင်ကကျေးဇူးတင်ပါတယ်။သူတို့ရဲ့အားပေးမှုကြောင့်ဒီနေ့ဆိုင်မတ်တုံးကြီးပေါ့နော်။အောင်မြင်ခန်းလာစွာဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ့ customer တွေချစ်တာတော့ဗောနော်ဟိုအဲအမရဲ့အမြင်ပေါ့အမအမတို့ကလည်းဒီဟိုဗော customer တွေကိုအမြင်နဲ့ဦးစားပေးရဗောနော်လမ်းမှားပါတယ် customer တွေဒီအမောက်တော့ပထမပဲပေါ့နော် customer နဲ့အမတို့နဲ့ရွေးရမယ်ဆိုရင်တော့ customer ကိုပဲဂယူဆိုင်ပေးပါအလေးထားပေးပါပေါ့နော်အဲ့တော့အမတို့ကိုယ်တိုင်ရောဟိုပိုင်ရှင်တွေ customer ကိုအလေးထားတာဆိုတော့သိကြတယ်ဒီနောက်ကလိုက်တယ်ဝန်ထမ်းတွေတည်လဲ မယ်ဆိုတဲ့ဟာကိုလည်းသိရပေါ့နော်နောက်တစ်ခုကဆိုလို့ရှိရင်လည်းဆက်အီရည်သွေးပေါ့နော်တစ်နှစ်တည်းတစ်နှစ်တိုင်းမှာနှစ်တိုင်းမှာပို့ပြီးတော့မှပေါ့နော်ကောင်းမှုနဲ့ကောင်းမှုနဲ့ quality ကိုပေးနိုင်ဖို့ customer တွေလက်ထဲကိုကောင်းမှုနဲ့အဲစင်ရည်သွေးတွေကိုပေးနိုင်ဖို့အမြဲတမ်းစူးစမ်းနေတယ်အမြဲတမ်းပညာရည်ဆိုလည်းသင်ယူနေရပေါ့နော်ဒီ international ပွဲတွေဆိုလည်းသွားရတယ်လေးလာတယ်ပေါ့နော်ဒါမျိုးလေးနဲ့စူးစမ်းပြီးတော့မှ customer လက်ထဲကိုဖတ်ဖတ်စမ်းသပ်တဲ့ design လက်ရည်တွေကိုရအောင်ထည့်ပေးနေပါတယ် ဟုတ်ရေအဲ့တော့အပိရပါအဖြစ်ပေးရပါအဖြစ်ပေးရပါသုံးဆိုင်မြောက်ဆိုင်ခွဲလေးဖွင့်တော့အရန်ချစ်လို့အရန်တူရချင်လို့နေမကောင်းတဲ့ခြားနေရအောင်လားချစ်လားမမကိုချစ်လားပြက်တော့ဗောအရန်ချစ်တာပြီးအောင်ကျေးဇူးများတင်တယ်နော်ဟောလမ်းမလားလေချစ်ရေခါမန္တလေးမြို့အခြေအနေတော့တိတ်တော့မလို့ နားမလည်ဘူးဒါပေမဲ့ဆိုင်ရလည်းကြီးရယ်ခန့်ညားတယ်ဆိုရှင်စိတ်နဲ့ပစ္စည်းရလည်းဟိုဟာဒီဇိုင်းစမ်းနေပေါ့နော်အော်မန်ရှိဒီဒါစိန်ရှိဒါစိန်ရန်ဒါဆိုင်ရဒါ2020တည်းကဒါအခုနဲ့မှဒါတီထောင်ခဲ့တဲ့ဒီပိုင်းနိုင်ရတဲ့တစင်သူကလူငယ်တွေလည်းဖြစ်တော့တော့ဒီဇိုင်းတွေလက်ရတွေရတယ်အများကြီးမသူထူးခြားတော့တစ်ချိန်ခဏလေးဒီမှာလည်းအခုလိုဆိုင်သုံးတိုင်ဖွင့်နိုင်နေတာပေါ့နော်ဟုတ် ရာတွေပေါ့။ဒီလိုရတဲ့တပ်ပြည်နာသုံးနာလေးများအားရှိရဲ။ဖက်စီစံလေးလည်းအားရှိဆိုတကယ်ဝင်ကြည့်ရတယ်။ဟုတ်ကဲ့ဒီလက်စွပ်လေးဆိုရင်လေအဲကျတော့အားအီကျိုးလေးနဲ့ပေးမှာဖြစ်တယ်။တပြော့လေးဒါလေးကမမာဘူးဒီပြပြော်လေးရဲ့အဲ့လိုမျိုးလက်စွပ်လေးဆိုရင် fancy လေးနဲ့ဒါစိတ် fancy ပုံစံလေးပေါ့နော်ကိုစိတ်စိတ်လေးနဲ့ဆိုတော့တာဒီလက်တတာ Show your daughter မန်းရွှေလီယာရန်ကုန်မှာဆိုင်ခွဲဖွင့်တော့လာတက်တယ်အဲဒီနေ့ဒီနေ့ဆိုင်ဆိုင်ခွဲလေးမှာလည်းတက်ရောက်ဖြစ်တယ်ဒါကြောင့်ထူးထူးခြားခြားဒီနေ့ဆိုလို့ရှိရင်၃ရက်ဖွင့်ခွဲလို့တာ၃ရက်စလုံးဟိုကျွန်တော်ဖွင့်ခွဲမှာပါဝင်ခွင့်ရတယ်မိတ်ဆွေတငယ်ချင်းလေးဖြစ်တဲ့အတွက်ကိုကျွန်တော်အင်းနဲ့အားနဲ့ကျွန်တော်ပေါ်မှာလေးလေးနက်နက်တံပိုးထားတဲ့တစ်ဖြစ်နှစ်ပြီးတော့ဒီပွဲလေးကိုကျွန်တော်စူးစမ်းသွားမှာပါ။ဘာကဆိုင်ဖုန်ပွဲတိုင်းမှာပါဝင်ဝင်ရတဲ့အတွက်ထပ်တူဝမ်းသာပါတယ်။အဲ့တော့ တကယ်လို့အောင်မြင်ခြင်းကကျွန်တော်တို့ပြောချင်တဲ့တစ်ခုပါပဲเนาะအဲ့တော့ဒီနေ့လဲမင်္ဂလာသတင်းလေးဖတ်ကြားရတဲ့အတွက်ဝမ်းသာပါတယ်။နောက်အားလုံးရဲ့ family မိသားစုကိုစားတစ်ဆိုင်လုံးရဲ့ကိုစားเนาะဝမ်းသာပါတယ်လို့ဒီလိုမျိုးအကောင့်တွေဖွင့်နိုင်တဲ့အတွက်လည်းဂုဏ်ယူပါတယ်အကိုကြီး။အဲ့တော့ကျွန်တော်တို့ကတော့ဟိုပါဘောเนาะဒီကိုယ့်ရဲ့ customer တွေကိုအများရန်လေးထားရပေါ့နော်လေးထားရကိုဆိုလို့ရှိရင်လည်းဆိုင်းဆိုင်အောင်သွားလိုက်ပြီဆိုလို့ရှိရင် ဟိုဘောနော်ဝန်ဆောင်မှုညံ့နေတယ်လို့အဆင်မပြေဘူးတခုဆိုရင်ဟိုစိတ်ခုသွားရင်အဝယ်ကျင်တော့ဘောနော်အဲ့လိုမဖြစ်အောင်ဘောနော်ဟိုကိုဆိုင်ရကလေးတွေလည်းမှားထားတယ်ဟိုအဝင်ဟိုကားပေါ်ကစဆင်းကလေးဟိုကကိုတို့က customer ကိုအဆင်ပြေဆုံးဟိုကဖြစ်အောင်ကြိုးစားပေးဖို့ဘောနော်အဲ့လိုမျိုးဖြစ်အောင်ဟိုကလေးတွေလည်းအများအားပြီးတော့ဟိုပါဘောเนาะဟိုကလေးတွေလည်းအများအားပြောပြထားရဲ့ဘောเนาะအဲ့မှာပဲဟိုလာတဲ့ customer တွေကလည်းစကြတဲ့ကစိတ်ကျေနပ်မှုရှိမှပဲ ကိုဟိုစိတ်တွေဟိုကြည့်တဲ့အခါမှာပို့ပြီးတော့ပျော်ရွှင်မှုရှိမယ်ပို့ပြီးတော့ဟိုကြည်ကြည်နက်နက်နဲ့ပေါ့နော်ဟိုဝင်နိုင်မယ်ပေါ့နော်နောက်လို့ဆိုရင်အဲ့လိုအစာကလေးကသာဟိုပေါ့အဆင်ပြေမှုရှိခဲ့တယ်ဆိုလို့ရှိရင်ဒီအတွင်းထဲရောက်လို့ရှိရင်လည်းဝန်ဆောင်မှုပေးမယ်လေဒီခါလေးကြောက်လို့ရှိရင်ဟိုပေါ့နော်သိတ်ဟိုပါပေါ့နော်ဘယ်လိုပြောမလဲဟိုစစ်တင်နေမှုရအောင်မှာပေါ့ပေါ့နော်အဲအကြောင်းမလို့ကိုတို့ကအကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ပေးဖို့အတွက်ပဲအများအားဖြင့် customer တွေပေါ်ထားပါတယ်စိတ်စိတ်ဟိုစေနာတွေပေါ့နော် နည်းအားတော့ဟိုမထက်ဘူးပေါ့နော်မထက်ဆိုရင်လည်းဗရန်များဗရန်များတဆင်တဆက်စာပေါ့နော်တဆက်စာဆိုတဲ့အခါမှာလည်းသူဒီဗရန်များလေးတွေကိုဟိုပါပေါ့ဗရန်များဆိုတာဒါမြမာတွေရဲ့တကယ်ဟိုဟိုဟိုတွင်းထွက်ယတနာပစ္စည်းပေါ့နော်အဲ့တော့ဒီဗရန်များဆိုတာကလည်းနိုင်ငံခြားကိုရောက်သွားတဲ့အခါမှာလည်းနိုင်ငံခြားမှာဆိုရင်လည်းတကယ်ဟိုမှဘာမှရူဘီဆိုပြီးတော့မှပေါ့နော်သူတို့တခန်းတနာကိုပြတ်တာကြတယ်ပေါ့နောက်တစ်ခုကမထက်ဆိုတာကလည်းတကယ်ကိုဟိုဘယ်လိုပြောမလဲ ဘုံချက်တည်ရင်လည်းအရင်ပြည့်စုံတယ်ပေါ့နော်အဲ့တော့ဗရန်များလေးစီစဉ်တယ်ပေါ့နော်ခုစိတ်ထဲမှာဗရန်များဗရက်ကိုဒါသေးတာကြီးတာတစ်ခုကိုကအသေးလေးဆိုလဲဒါအသေးလေးဇိုင်းစင်တက်ပြီးတော့ထုတ်လိုက်တယ်အသေးလေးကိုဗရက်ကိုထည့်ပြီးတော့မှလှပနေအောင်ပေါ့နော်ထည့်ဝနေအောင်စင်တက်ပြီးတော့မှဒီဇိုင်းလေးထုတ်ပြီးတော့မှမထက်ကိုဆင်မြန်းပေးထားပါတယ်နောက်ပြီးတော့ဒါတင်စာပေါ့နော်တင်စာဆိုလို့ရှိရင်လည်းလူငယ်တယောက်ရဲ့အလှပေါ့နော်ဟိုလူငယ်တယောက်ကိုတင်ငင်ရင်းချက်တဲ့အလှတရားလေးကိုဒါစိန်ဗရက်တစ်ခုနဲ့အလှလေးကိုပံ့ပိုးပေးထားတာပါ အရန်ဟိုမင်္ဂလာရှိပါတယ်ဗျဘာလို့လဲဆိုတော့စိတ်နေပစ္စည်းတွေအကုန်လုံးကလည်းဟိုအရန်ဟိုဟိုကြည့်ရတာဟိုအလုံးနဲ့လိုက်ဖက်တယ်လို့ခံစားရတယ်ပြီးတော့စိတ်နေရလည်းတကယ်ကိုရေသွေးကောင်းမွန်တဲ့စိတ်နေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မင်္ဂလာရှိပါစေ။အသူများဝတ်ထားတာကြည့်ရင်စိုက်တယ်။ကိုဟောက်ကိုဆိုလို့ရှိရင်လေးလို့နည်းကိုရလေးတော့ခဏပဲဝတ်ချင်တယ်။အချိန်ဝတ်ချင်ဒါပေမဲ့သဘောရမ်းကြတယ်။အဲစိတ်ထဲကိုစိုက်ဆုံးပေါ့နော်။စိုက်ဆုံး jewelry ဆိုလို့ရှိရင်စိတ်ထဲကိုစိုက် အဲကိုပိုင်လိုက်ရဒီဇိုင်းဆိုတော့လေဟိုဟာပို့ပြီး unique ဖြစ်တာပေါ့နော်ဟိုပို့ပြီးတော့လေအာမင်းယောက်ယောက်ျားလေးဆိုမှဆိုလေ accessory ခြိုက်တာတို့ဒီလိုမျိုးလက်ဝတ်ရတနာခြိုက်တဲ့ယောက်ျားလေးတွေလည်းရှိကြပါတယ်ဆိုတော့ဒါရောက်ပြီးတော့အားပေးကြပါဦးလို့ဖိတ်ခေါ်ချင်ပါတယ်ဗျာ ိုးညောက်ဆိုအကူနဲ့အမဆိုငယ်ပေမဲ့ဒီဆိုင်ကြီး၃ဆိုင်လုံးဖွင့်နိုင်ခဲ့တဲ့ဆိုင်ဆိုတော့ဝင်လိုက်တာကန်းကန်းနာနာကြီးဖွင့်နိုင်ခဲ့တဲ့အတွက်လည်းအရန်ဂုဏ်ယူမိပါတယ်အဲ့တော့ congratulation နောက်ထပ်ဆိုင်ခွဲအများကြီးအများကြီးလည်းဖွင့်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်၃ဆိုင်ညောက်ကနေပြီးနောက်ဆိုင်ပေါင်းအများကြီးဖွင့်နိုင်ပါစေလို့ဆုတောင်းပါတယ်ကောင်းယူတော့ဘာချစ်သွားပြီမင်းချောင်းဝေး ဆိုင်ခွဲနောက်ထပ်ထပ်ဖွင့်နိုင်တယ်ဆိုတော့အရှိကလက်ရဒီဇိုင်းတွေက customer လက်ခံပြီးတော့အတိအမှတ်ပြုပေးလို့လားဒီလိုမျိုးဆိုင်ခွဲတွေအများကြီးနဲ့ရည်တည်နိုင်တာဖြစ်တဲ့တဲ့ကိုကျွန်တော်ယုံကြည်ပြီးသားပါအဲ့တော့ဒီအဆုံးဖြတ်ကတော့သူ့ရဲ့ customer ပြည်သက်တွေကအဆုံးဖြတ်သွားပါလိမ့်မယ်ဟုတ်အဓိကကတော့အောက်သက်ချီလို့ပေါ့နော်အောက်သက်ချီလို့အဲဒီနေရာတစ်ခုထိရောက်လာလို့ကျွန်တော်ထင်တယ်အဲ့တော့သူတို့လေမြန်းတဲ့အစလုံးကအတောင်တရာချစ်ချစ်ခင်ခင်နွေးနွေးထွေးထွေးဖေးဖေးမမနဲ့ဟိုအခက်အခဲတွေအများကြီးကိုဖြတ်တန်းပြီးတော့ ဒီနေရာလေးကိုရောက်လာတာပေါ့နော်ဘလဲကူကူနဲ့ဒီဒီနေရာရောက်ဖို့ဆိုတော့မလွယ်ပါဘူးပြီးတော့အားလုံးအသိမပြုအခုမန်းသိန်းမြို့ကမိတ်ဆွေတွေမျက်နှာဖုံးတွေမျက်နှာဖုံးတွေအစအမတဲတို့ကိုတဲတို့ကိုအသိမပြုပေးပြီးတော့ဒီနေရာလေးတစ်ခုရောက်အောင်အဆက်ခေါ်ပေးရတဲ့လဲဝိုင်းအားလုံးဝင်းရံပေးရတဲ့လဲအဲအားလုံးတဲတဲတွေကိုစားကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဖွင့်ဝင်ကတော့၃ရက်စီစဉ်လာပါတယ်ဖွင့်ဝင်၃ရက်မှာပေါ့เนาะဒါဒီနေ့ဆိုလို့ရှိရင်เนาะ ကယ်ဒမီထထမိုးရဲ့အမတ်ထပ်ပေါ့နော်ဒါအရှိန်နံမလေးကမတ်ထက်လိုက်ရတာပြီးတော့ကိုအောင်ရဲလည်းနောက်ပြီးတော့မတ်စင်ဆောင်ဝင်းကျော်ပေါ့နော်၃ယောက်ပေါ့ဒါခန္ဓာကြည့်ကြသွားနဲ့နောက်ပြီးတော့ဟိုငယ်ချင်းဇွေလိုက်အောင်ပေါ့နော်ကျန်တဲ့ဘုံကြီးရှိလူကြီးမင်းနဲ့အတူတူဒါခန္ဓာစွာဖဲကျုပ်ဖျက်ဖွင့်လက်ခဲ့ပြီပေါ့နော်ဒါပထမတည့်ရပေါ့ဒုတိယရက်မှာဆိုလို့ရှိရင်လည်းမလဲဖျက်ဆိုလို့ရှိရင်လည်းဒါနိုင်ငံကျော် မြင့်ပညာရှင်လေးဖြစ်တယ်။မင်းသားကျော်အလင်းရောင်ရဲ့နောက်ပြီးတော့မင်းသားကျော်အုပ်စုခန့်လေးရဲ့အုပ်စုခန့်ရဲ့နောက်ပြီးတော့ဒါအားလုံးကဟိုဟာချစ်ခင်ကြတဲ့ပေါ့နော်မန္တလေးမြို့ရဲ့အချစ်တော်လေးမင်းတို့ထောက်ဆွေလေးနဲ့လည်းပေါ့နော်ဆောင်ရပယ်ပေါ့ဒါကြောင့်မလို့လည်းမနေ့ဖြတ်ဆိုရင်လည်းဆုံးကြရအောင်ဖိတ်ခေါ်ပါရယ်နောက်ဆုံးရက်ကကြတော့အားလုံးရဲ့အချစ်တော်ငယ်စဉ်လေးအတွဲနဲ့အတူတူအဲမန္တလေးမြို့ရဲ့အချစ်တော်လေးပေါ့နော်စူးလေးနဲ့အတူတူဆောင်ရမှာဖြစ်ပါတယ်ကစတမာတွေကတော့ဒါအများတန်းရင်ထဲကနေကျေးဇူး တင်ပါတယ်ပေါ့နော်အများနဲ့ upgrade ထားရမယ့်သူတွေပါ customer တွေရဲ့ကျေးဇူးတော်ကြောင့်လားဒါဒီလောက်ထိရှောင်နေနိုင်ခဲ့တာပါ customer တော့အထူးကလည်းကိုပြောစရာမလိုအောင်ကိုကျေးဇူးများကြီးတင်ပါတယ်ဒီနေရာနေပေါ့နော်ဟိုအနေနဲ့ရက်ကအပိတ်ကြတဲ့ customer တွေရောမင်းလိမျိုးအရာနေချက်ပြအပိတ်ကြတဲ့ customer တွေရောဟိုဒီနေရာနေကျေးဇူးများကြီးတင်ပါတယ်လို့ပြောပြရသေးရှင်း